ော်တာရှင်တွေအားလုံးသားလေးစွာပါ Development Media Group DMG ရဲ့2025ခုနှစ် March 20ရက်နေ့အတွင်းသတင်းအသံထောက်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့ကျောက်တော်မှာစစ်ကြံပုံတီပောက်ကွေးလို့ကလေးတယောက်သေဆုံးပြီးတော့လေးယောက်ဒဏ်ရာရတဲ့သတင်းကျောက်ဖြူမှာထောက်ပေါလာပိုးတဲ့စစ်ကောင်စီစစ်ကြောင်းကိုအေအေကြားဖြဲတိုက်ခိုက်တဲ့အကြောင်း မြမအရေးအာဆီယံပြတ်သားစွာဆောင်ရွက်ဖို့အရေးကြီးပြီလို့ NUG ပြောတဲ့သတင်းအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကြောက်တော့မှာစစ်တမ်းဘုံတိပေါက်ခွေးလို့ကလေးတယောက်သေဆုံးပြီးတော့၄ရောက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ ရခိုင်ပြည်ကျောက်တော်မြို့နယ်မင်းသားတောင်ကျေးရွာမှာမနေ့ကမတ်လ16ရက်နေ့ကစစ်တပ်ပုံသီးပေါက်ကွေးလို့စေကျော်တပ်အရွေကလေးတယောက်သေဆုံးပြီးတော့၄ယောက်ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။သေးဆုံးသွားသူဟာမင်းသားတောင်ကျေးရွာကအသက်16နှစ်အရွယ်မောင်မောင်ထိဦးဖြစ်ပြီးဒဏ်ရာရရှိသွားသူမှာမောင်ကျော်ဆန်းလင်း16နှစ်မောင်ခိုင်အောင်မျိုး15နှစ်မောင်နေပိုင်စိုး14နှစ်နဲ့မောင်မောင်တန်းနိုင်23နှစ်တို့ဖြစ်ကြပါတယ်။ မတ်လ19ရက်နေ့ညနေပိုင်းမှာမောင်မောင်ထေဦးဟာချောင်းထေကကောက်ယူလာတဲ့စစ်ကြံမုံတီတလုံးကိုဆော်ကစားရာကနေပေါက်ကွေးမှုဖြစ်ခဲ့တာလို့သိရပါဗျ။ပုံသီးပေါက်ကွေးမှုကြောင့်မောင်မောင်ထေးဦးမှနေရာမှာပဲတေဆုံသွားပြီးအနည်းအနားမှရှိတဲ့နောက်ထပ်လေယောင်မှာတော့ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြတာဖြစ်ပြီးလက်ရှိမှာဒဏ်ရာရရှိသူတွေကိုအရေးပေါ်ဆေးကုသမှုပေးနေရတယ်လို့သိရပါဗျ။ ဆက်လာပြီးတော့ကြောက်ပြူမှာထောက်ပို့လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုအေးအေးကြားဖြတ်တိုက်ခိုက်တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်။ရခိုင်ပြည်ကြောက်ပြူမြို့နယ်မှာရှိတဲ့ဒညဝတီရေတက်ဌာနချုပ်အနိုင်မှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေခြင်းထောက်ပို့လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုအခက်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့တရင်ရရှိထားပါတယ်။ မနေ့ကမက်ချ်လာ16ရက်နေ့မှာရေတက်ဌာနချုပ်အနေစစ်ကောင်စီနဲ့အေဒွန်နှစ်ဖက်တပွဲပြင်းထန်နေတဲ့အချိန်မှာကြောက်ဖြူမြို့မှာရှိတဲ့အမတ်သုံးစစ်နဲ့ရေတန်ရံကနေထောက်ပို့လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုအေကကြားဖြတ်တက်ခဲ့တယ်လို့စရေတန်ရံမြို့တူကပြောပါတယ်။အဲ့ဒီရေတန်ရံဟာရေတက်ဌာနချုပ်ရဲ့အနောက်ဖက်ခနိုင်မှန်ခန့်အကွာမှာတည်ရှိပြီးတော့ရေတန်ရံအနေမှာ နှစ်ဖက်တိုက်ပွဲဟာလည်းတနင်္ဂနွေပြန်ထန်ခဲ့တယ်လို့သိရပါဗျ။မနေ့ကရစ်တက်ဌာနချုပ်အနိမ့်မှာတိုက်ပွဲနဲ့ရစ်တရန်အနိမ့်မှာနှစ်ဖက်တိုက်ပွဲတွေကြောင်းစစ်ကောင်စီကလေကြောင်းလက်နက်ကြီးပစ်ကူတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ တိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်လို့ကလဘာတောင်ကျေးရွာအတွင်းနဲ့ဖုန်ကြီးကျောင်းကလက်နက်ကြီးကြီးတချို့ကြားရောက်ပောက်ကွဲခဲ့ပြီးလူအထိခက်မရှိခဲ့ဘူးလို့ဒေသခံတွေရဲ့ပြောကြားချက်တွေအများသိရပါတယ်။ပြစ်ခတ်တဲ့ဖေဖော်ဝါရီ20ရက်နေ့ကစတင်ပြီးတော့ကြောက်ဖြူမြို့နယ်အတွင်းမှာနှစ်ဖက်တိုက်ပွဲတွေစတင်ဖြစ်ပွားနေကြတာဖြစ်ပြီးစစ်ကောင်စီဘက်ကတိုက်ပွဲနဲ့မသက်ဆိုင်တဲ့ရဲသားတွေနေထိုင်တဲ့ကျေးရွာတွေကိုရဲကြောင်းကလက်နက်ကြီးပစ်ခတ်တာတွေလည်းပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်ကြောက်ဖြူမြို့နယ်ကအကန်ထန်းချောင်း ကြက်ထင်စေမောမန်းပြန်ဇန်ချောင်းစတဲ့ကြေးရွာတွေကဒေသခံ၄000ထက်မနည်းဟာပြည်လွဲရကိုလည်းထွက်ပြေးတင်းချောင်းနေရရပါတယ်။ နောက်ထပ်သတင်းတပေါ်အနေနဲ့မူရင်စေဝါအမှုစစ်ကောင်စီဆွတ်ဆွေးချက် နိုင်ငံရေးထိုးနှက်တိုက်ခိုက်တာလို့အေအေပြောတဲ့သတင်းပဲဖြစ်ပါတယ်။ဖန်စီရမင်းရဲ့မူရင်စေဝါအမှုမှာအာရခတက်တော်အေအေပါဝင်နေတယ်လို့စစ်ကောင်စီရဲ့ဆွတ်ဆွေးချက်မှာယုတ်တိလုံးဝမရှိတဲ့အပြင်နိုင်ငံရေးတိုက်ခါချတဲ့ဆွတ်ဆွေးချက်ဖြစ်တယ်လို့ရခိုင်အမျိုးသားအဖွဲ့ချုပ် ULAAA ကမနေ့ကမက်လ16ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေးရုပ်တံတွေသတင်းစာတွေနဲ့ဂျာနယ်တွေမှာပေကရင်မက်လ18ရက်နေ့နဲ့19ရက်နေ့တို့ကပေါ်ပြခဲ့ကြတဲ့မူရီစေဝါဖန်စီရမီရဲ့သတင်းမှာအေအေပါဝင်နေတယ်လို့စွပ်စေးချက်နဲ့ပတ်သက်ပြီးတော့ဘလို့မှပတ်သက်မှုမရှိကြောင်း ULAA ကဆိုပါတယ်။ရန်ကုန်မှာဖန်စီရမီရဲ့ငွေကြေး96ဘီလီယံတန်ဖိုးရှိမူရီစေဝါအမှုမှာအေအေပါဝင်ပတ်သက်နေတယ်လို့စစ်ကောင်စီပိုင်းသတင်းတွေကမက်လ19ရက်နေ့မှာပေါ်ပြခဲ့ကြတာပါ။ စစ်ကောင်စီဟာစည်ရေအရာရှုံးနေတဲ့ကာလဖြစ်တဲ့အပြင်ပြည်တွင်းအင်းင်းချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအလင်းမှာအရှက်ရနေတဲ့အချိန်ဖြစ်တာကြောင့်ရှာရန်ရန်ကအေအေကိုအညိုအတေးကြီးစွာနဲ့နိုင်ငံရေးအရာထုံးနဲ့တိုက်ခိုက်တာသာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ စစ်အာဏာရှင်အစိုးရအဆက်ဆက်ကခေအဆက်ဆက်မှာတော်လန်ရေးအဖွဲ့တွေကိုဆွေးနွေးဖို့မလိုတဲ့ရန်ဘတ်တွေအဖြစ်သတ်မှတ်ပြီးတော့စစ်ရေးအရာကြီးမားတဲ့တုံးပြန်မှုနဲ့အတူတရင်အမှားအမျိုးမျိုးနဲ့လုံးချံဖန်တီတိုက်ခိုက်ခဲ့ကြတာဟာစေစုနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တယ်လို့ ULAA ကဆိုပါတယ်မြန်မာအရေးအာဆီယံပြတ်သားစွာဆောင်ရွက်ဖို့အရေးကြီးပြီလို့ NUG ပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးဦးမှာပါ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့်မြန်မာပြည်သူတွေဟာနေ့စဉ်နဲ့အများကြီးမားလာတဲ့ဆန်းရဲဒုက္ခတွေကိုကြုံတွေ့နေကြရတာကြောင့်မြန်မာအရေးနဲ့ပတ်သက်လို့ထိရောက်ပြသတဲ့အရေးယူဆောင်ရွက်မှုတွေကိုပြုလုပ်ပေးဖို့အရေးတကြီးလိုအပ်နေတယ်လို့ NUG ကပြောဆိုလိုက်ပါတယ်။2023ခုနှစ်ကနေ2025ခုနှစ်မတ်လ16ရက်နေ့အထိရသားနှစ်ထိုင်ရနေရာတွေကိုဘုံကျဲတက်ခဲမှု2190ကျင်းပြုလုပ်ခဲ့ပြီးတော့အစ်ဒီတက်ခဲမှုအတွက်မှာကလေးသူငယ်382ဦးသေဆုံးခဲ့ရတယ်လို့ NUG ရဲ့စည်ရုံးတွေအရသိရပါတယ်။စ စ်ကောက်စီကဒီလိုကျွလွန်တာဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုရှုတ်ဖွဲ့နေုံတာမကပဲကလေးငယ်တွေရဲ့အသက်ရှင်တန်ခွန့်ဖွံ့ဖြိုးတိုးတက်ခွန့်တာဝန်နိုင်ခွန့်နဲ့ကာကွယ်ဆောက်ရှောက်မှုရရှိပိုင်ခွန့်တို့ကိုအမခံပေးထားတဲ့ကလေးငယ်များအခွင့်အရေးဆိုင်ရာဂျနိဘာသဖို့တူညီချက်စာချုပ်ကိုလည်းရှုတ်ဖွဲ့နေတာဖြစ်တယ်လို့ဆိုထားပါတယ်။ဒါကြောင့်မြန်မာပြည်သူတွေကိုကာကွယ်ဆောက်ရှောက်ဖို့နဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံတွေကိုထိန်းသိမ်းဖို့ထိရောက်တဲ့အရေးယူမှုတွေကိုလိုအပ်နေပြီလို့ NGO ကတိုက်တွန်းထားပါတယ်။ အာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ချက်ကိုကျွမ်းလန်းပြီးတော့မြန်မာပြည်သူလူထုနဲ့ကဲ့ညီတဲ့လုပ်ငန်းစဉ်တွေကိုတိကျပြတ်သားတဲ့ဆောင်ရွက်မှုတွေရှာမှတ်ဆောင်ရွက်နိုင်တဲ့အခွင့်အလမ်းတွေလည်းရှိတယ်လို့ NGO ကပြောထားပါဗျ။စစ်တပ်အာဏာသိမ်းချိန်ကစလို့မြန်မာအရေးဖြေရှင်းချက်မှာအကြမ်းဖက်မှုတွေရပ်တန့်ရဲ့အပအဝင်အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ဟာအာဏာသိမ်းမှုလေးနဲ့ကျော်ကြာမြင့်လာပြီးဖြစ်ပေမဲ့ထိရောက်မှုမရှိသေးပါဘူး။ဆလာပြီးတော့ငတိုင်းချောင်းမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ အရာဝတီတိုင်းရေကြည်မြို့နယ်ငတိုင်းချောင်းမြို့အနီးမှာရှိတဲ့အမတ344ကကင်းစခန်းတွေကိုအရခတက်တော်နဲ့ပူပေါင်းတက်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတွေနဲ့စစ်ရေးတရင်ရင်မြင့်တွေစီကသိရပါတယ်လက်တလုံးမှာအမြောက်တက်ရင်ရဲ့ကာကင်စခန်းတွေဖြစ်တဲ့သီဟိုခင်စခန်း၊ကြာတက်စခန်း၊ကျွေတလင်းစတဲ့စခန်းတွေကိုထိုးစစ်ဆင်နေပြီးတော့စစ်ကောင်စီဟာလေကြောင်းပစ်ကူအပြင်စက်တက်လေထီတွေနဲ့ဘုံကြီးတိုက်ခိုက်နေတယ်လို့သိရပါဗျ။ လက်ရှိအေယာဝတီတိုင်းမှာမြို့နယ်လေခုအထိတိုင်ဝဲဧရိယာကျေပြန့်လာနေပြီးတော့စစ်ကောင်စီဘက်ကလည်းလေချောင်းပြည်ကူနဲ့ပြည်သူစစ်တွေကိုအင်အားဖြည့်တင်းနေတယ်လို့စစ်ရေးတပ်ရင်းမြစ်တွေကပြောကြားပါတယ်။ လင်းမြန်နာမျိုးနဲ့ရေကြည်မျိုးနဲ့အစမှရှိတဲ့ချင်းလင်၊ကញင်တိုင်းစောပြာဆက်ဆက်ရိုကျေးရွာအနီးတို့မှာလည်းနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေကပြောကြပါတယ်။အဲ့ဒီတိုက်ပွဲတွေဟာအင်ယော်ဒီတိုင်းမှာရှိတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုလည်းစစ်ရေးအယချင်းချောင်းနိုင်တဲ့အနေအထားမှာရှိနေတာကြောင့်စစ်ကောင်စီအတွက်အရေးပါတယ်လို့သိရပါတယ်။ နောက်ဆုံးအနေနဲ့မြမအရင်နဲ့ဆက်ဆက်တဲ့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးမှာပါ။အဲ့ဒီသတင်းကတော့မြမမှာအကြမ်းဖက်ဖိနှိပ်မှုတွေမြင့်တက်လာတယ်လို့ကုလကိုယ်စားလှယ်တင်ပြတဲ့အကြောင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေပုံမမြင့်တက်လာနေတယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Trent Andrew ကကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံမှအစည်းအဝေးခန်းစာတင်ပြခဲ့တယ်လို့ဂျနီဗာကုလသမဂ္ဂရုံး UNOG ကမက်လ20ရက်နေ့မှာဖော်ပြပါတယ်။အစည်းအဝေးခန်းစာအသစ်ကိုအခုသတင်းပတ်အတွင်းမှာတင်ပြခဲ့ပြီးတော့မြန်မာနိုင်ငံကပြည်သူတွေဟာ2025ခုနှစ်မှာအ धिक စင်ကုန်မှု2ရက်နဲ့ကျွံတွဲနေရတယ်လို့ဖော်ပြထားပါတယ်။ဒီစင်ကုန်မှုတွေဟာပြည်တွင်းကစစ်ကောင်စီရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေမြင့်တက်လာနေတာနဲ့နိုင်ငံတကာက ညီထောက်ပံ့မှုတွေရုတ်တရက်ရုတ်သိမ်းလိုက်တာလို့ဆိုထားပါတယ်။စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်ဖိနှိပ်မှုရွာဒီကိုလေးချောင်းတက်ခင်မှုဒေသခံတွေကိုအစုလက်အပြုံလဲတက်ပြမှုအမျိုးသမီးနဲ့ကလေးငယ်တွေပေါ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပုံမှန်မြတ်တက်လာနေတယ်လို့ပြောထားပါတယ်။ရဲသားနေအိမ်တသိန်းကျော်ကိုစစ်ကောင်စီတပ်ကမိရှော့ဖြစ်စေခဲ့တယ်လို့လည်းဆိုထားပါတယ်။ဒီလိုအချိန်မှာနိုင်ငံတကာအသိုင်းအဝိုင်းရဲ့ကူညီထောက်ပံ့မှုကို ရုပ်သိမ်းလိုက်တာဟာမြန်မာပြည်တွင်းလူသက်ရှာစာနာမှုဆိုင်ရာအခြေအနေတကိုပုံမရှုပ်ထွေးသွားစေပြီးတော့ဒေသတင်ငင်အင်းချင်းရဲ့အတွက်ပါချင်းချောက်မှုတွေဖြစ်စေတယ်လို့ဆိုထားပါတယ်ကုလသမဂ္ဂလူခွင့်ရေးကောင်စီအဖွဲ့ဝင်နိုင်ငံတဲ့အနေနဲ့မြန်မာနိုင်ငံတွင်းလူကုန်တိုက်ခါနဲ့လူအခွင့်ရေးကိုအခိုင်အမာကာကွယ်ပေးကြဖို့မစ္စတာတွန်းအန်ဒရူးရဲ့အစီရင်ခံစာမှာတိုက်တွန်းထားပါတယ်ဒီကနေ့သတင်းအသံထောက်လွှင့်တဲ့အစီအစဉ်ကိုတလောင်းနဲ့ပဲရန်နာလိုက်ပါတယ်ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့တွေမှာညာ၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့တာဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။